မိဘပြည်သူများခင်ဗျာမိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်းပဲဒီနေ့ဒီလက်ဆောင်ပေးခြင်းမော်နယ်7ရက်နေ့52မိနစ်ခန့်မှာဒီဂျီရိုကောင်စီနေပြီးမန္တလေးတိုင်းစကန်တိုင်းဒေသကြီးနဲ့တချို့ဒေသတွေမှာငွေလေးလွှတ်ဖောက်မှုဖြစ်ခဲ့ပါတယ်ဖြစ်ပေါ်တဲ့နေရာတော့မန္တလေးမြို့ရဲ့အရှိမြောက်ဘက်20ကီလိုမီတာခန့်အကွာမှာဘိုးဘူးပြီးတော့မြေအောက်10ကီလိုမီတာအနက်မှာစုပ်တယ်လို့ကျွန်တော်သိရပါတယ် လုပ်တဲ့အဆင့်ကတော့ register skill ခုနကမှခုနဲ့ skill ရှိကြအောင်အဆင့်ရှိကြအောင်ဒီအဲ့ဒီငလျာအလုံးပြင်းထန်တဲ့ငလျာတစ်ခုဖြစ်ကြောင်းလည်းကျွန်တော်သိရှိရပါတယ်။နောက်ဆက်တဲ့ငလျာများလည်းဆက်တဲ့လှူရှာခဲ့တာရှိပါတယ်။ဒီလှူရှာမှုကြောင့်ဖြစ်ခဲ့ပြစေမှုဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြီးတော့မှာတော့ပြစေမှုများပြားပါတယ်။လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပတင်းပိုးတဲ့ဒီရင်ပိုးကြရတော့နေပြီးတော့ကောင်းစီနေမြို့မှာ 96ရောက်စကိုင်းမြို့ပါ78ရောက်ကြောက်ဆယ်ပါ30ရောက်စုစုပေါင်း140ရက်တရောက်တေဆုံကျောင်းနဲ့ဒါရရတော့ဒီပြည်တော်ကောင်းဖြစ်နေပြီပဲ132ရောက်စကိုင်းမြို့ပါ300ရောက်နဲ့ကြောက်ဆယ်မြို့ပါစီစီဆယ်အလုံးပေါင်း932ရောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်တေဆုံမှုနဲ့ဒါရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ်ဒီလိုနေရာဒီမှာလည်းအတိုက်ပြီးပြူကြတဲ့အကြောင်း ဒီတိုက်တွေကိုလည်းပြန်ပြီးတော့မှဆက်တည်းလုပ်ငန်းတွေကျွန်တော်လုပ်နေဆက်ဖြစ်ပါကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါဒီကမိဘတွေသူများနေတယ်လေဒီဂလင်းတဘာဝမေးကြောင့်ဖြစ်လာတဲ့ဂလင်းအန်ရီကိုဂလင်းတန်းကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကအခြေပြန်စားလုပ်ဖို့ရှိတယ်လို့ကြောက်တက်နေတော့ဝမ်းဝမ်းကူညီပေးဖို့ကျွန်တော်တို့မေတ္တာရက်ခံလိုပါတယ်ကျွန်တော်နေနေလည်းဖြစ်ပေါ်တဲ့ဒေသအားလုံးကိုလည်းရေးပေါ်ချင်းကြီးညာထားပြီးတော့ဒီမအကူကြီးများပေးနိုင် ပေးနိုင်မှုတွေဟိုလက်မှတ်ထားပြီးဖြစ်ပါတယ်။မကြသေးခင်ကပဲအာဟာစင်တာနေပြီးတော့လက်ပြန်ပါရေဖို့ကိစေပစ္စည်းတွေပို့ဖို့လေအိန္ဒိယနိုင်ငံလေလက်ပြန်ပါကိစေကိစေပစ္စည်းပို့ဖို့ကာလနာနာရှိတယ်လို့ပြောထားတယ်ခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။ကျွန်တော်မြေသိနိုင်ငံမြေသိအဖွဲ့အစည်းမဆိုမြန်မာနိုင်ငံပြည်မှာရှိတဲ့ရန်ရှိလို့မြို့ပြည်သူမြို့သူများမဆိုတော့ကုညီနိုင်ဖို့ကျွန်တော် ဖိတ်ကြားလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်